ဒီနေ့ကတော့သမရကိုရီးယားသမရယူကောက်ပွဲနေ့ဖြစ်ပါတယ်သမရယူကောက်ပွဲနေ့ဖြစ်တဲ့အတွက်အစိုးရဂျုံပိရက်ပေါ့နော်ဂျုံပိရက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အလုပ်လဲပိတ်တဲ့အတွက်ပန်းချံကိုအပန်းဖြေခဏထွက်လာခဲ့ပါတယ်ပန်းချံရောက်တော့ဒီပန်းချံမှာပေါ့နော်ပြည်သူတွေနားနေဖို့အတွက် စိုက်ထားတာပြင်ဆင်ထားတာအစိုးရဘက်ကနေလုပ်ပေးထားတာတွေကိုဟောကြည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့ ုနိုင်ငံနဲ့ဘာကွာလဲဆိုတာဘလို့အတွေ့အကြုံဝင်လာလဲဆိုတာမျိုးပေါ့နော်အလိုခံစားမှုတွေဖြစ်တယ်ဒီမှာကထူးခြားတာကမြန်မာနိုင်ငံမှာလူຫນွေမိုးဆောင်မဟုတ်ပဲနဲ့ကိုရီးယားမှာကသူကရာသီဥတုကຫນွေຫນွေဥဆောင်ဆောင်ဆိုပြီးတော့ရာသီဥတုလေးခုရှိရပေါ့နော်သူဆောင်းတွင်းနေဆိုရင်လည်းအရန်ဤခဲနေရဖြစ်တဲ့အတွက်အပင်နေလုံးဝမရှင်းတန်နိုင်ဘူးမရှင်းတန်နိုင်ဘူးဆိုတာဒေကုံတာတော့မဟုတ်ပေမဲ့အပင်နေရ သူတို့မှမလိုအပ်တဲ့ဒီအရွက်တွေအဒီအပွန်တွေကိုအကုန်ချွေချပြီးတော့ပင်စီအတိုင်းပဲအကုန်ကရုံးတွေပေါ့နော်အရန်အေးတဲ့အတွက်အရန်6သွေးပြီးတော့ဗောနောကိုရီနိုင်ငံမြန်မာနိုင်ငံမှာနှူရသည်လိုမျိုးအရန်6သွေးအတွက်မိဘအန်တီရဲ့ထူကူယူဆက်ရတယ်။တောင်တောင်နေမှာမိလေးလောင်တာတွေပါတယ်လူမျိုးတွေဗောနောအရန်6သွေးရဲ့အတွက်မိလောင်လွယ်တယ်မိလောင်မှုတွေဆိုရင်လည်းဆောင်းတွင်းမှာဒီခဏခဏလောင်တယ်ဗောနောဆိုတော့ကြတော့ ဒီမြန်မာနိုင်ငံနဲ့ပြောင်းပြန်ပေါ့နော်ဒီမှာຫນွေရာသီဆိုရင်အပင်နေရာခုလိုမျိုးပဲလန်ဆန်ပြီးတော့စိမ့်ဆိုးနေရပေါ့နော်ဆောင်းတွင်းဆိုရင်6တွေ့နေတယ်ကိုရီးနိုင်ငံမှာတော့ຫນွေရာသီဆိုရင်6တွေ့ရပေါ့ပူလွန်းလို့အပင်နေရာမရှင်းတန်းနိုင်ဘူးပေါ့နော်ပြီးတော့ကြတော့သူတို့ကဒီဆောင်းတွင်းမှာအရန်6တွေ့နေတဲ့ချိန်နေမှာဆိုရင်အပင်ကို ခုတ်တဲ့နဲ့ပမာဏခုတ်တဲ့နဲ့အကိုင်းခတ်တွေကို ခုတ်ထားပြီးတော့သူကဆောင်းပြစ်ပြီးဆိုရင်အပင်တွေပြန် ရှင်းတန်းဖို့အတွက်အဲ့ချိန်မှာဆိုရင် ဒီအပင်ကြီးတွေကိုလည်းသူတို့ကလူတွေအားချိတ်တယ်လို့မျိုးပဲဒီအဲ့လိုဟာမျိုးလေးပေါ့နော်ခတ်တုတ်တုတ်အဲ့လိုဟာမျိုးစိုက်ထားပြီးတော့ဒီရေအိတ်လေးတွေရေတော့မဟုတ်ပေါ့သူတို့ဆေးပေါ့အဲ့လိုဟာနဲ့အပင်ကြီးတွေရဲ့အခြေမှလည်းစိုက်ထားတယ်အာအပင်တိုင်းပေါ့နော်ဒီပန်းချံမှာရှိတဲ့အပင်တိုင်းအပင်တိုင်းကိုဒီအပင်ကြီးတွေရဲ့ပင်စီတွေမှာဒီလိုထိုးပြီးတော့ဟိုကုတိုင်ပေါ့နော်ပြီးတော့ပန်းပင်တွေပန်းပင်တွေဆိုရင်လည်းဒီ ဆောင်းကုန်ပြီဆိုတာနဲ့သူတို့အပင်ဆိုက်လို့ရပြီဆိုတာနဲ့ဒီပန်းချံကိုအပင်မျိုးစုံ အပင်မျိုးစုံ စိုက်ကြတယ်ပန်းမျိုးစုံအပင်မျိုးစုံ ရောင်စုံစိုက်ကြတယ်အဲ့လိုမျိုးစိုက်ပြီးတော့ဒီအဲ့ချိန်နေဆိုရင်ပန်းချံမှာလူတွေအများများတယ်ပေါ့နော်လာရောက်ပန်းဖြည့်တဲ့လူတွေအများများတယ်ပြီးတော့ကြတော့ဒီတမင်တကာစိုက်ထားမှုဖဲနဲ့လေဒီခုပန်းအဝါလေးကြီးဆိုရင်လေဒါလမ်းဘေးမှာအလေးချပေါက်တာပေါ့နော်အလေးချပေါက်တယ်အရန်လဲလှတယ် ပြီးဘဒူးမမခူးအံ့ဩစရာကောင်းတာဘဒူးမခူးမသွားဘူးပြီးတော့ခူးပြီဆိုရင်လည်းဒီတိုင်ကြရတယ်ပေါ့နော်တိုင်နေဘာလို့လဲဆိုတော့ကိုယ်နိုင်ငံမှာဆိုတော့ပန်းပန်းနာမျိုးတွေရှိရလေဒီမှာကြတော့ပန်းမပန်းပြီးတော့ကြတော့ဒီစဉ်းစားကြည့်မယ်ဆိုရင်ပန်းက7ပွင့်ရှိရနေရထားပါတော့ပန်း7ပွင့်ပွင့်နေတယ်ဒါကိုလူ10ယောက်လူတစ်ယောက်ချင်းစီလာကြည့်တယ်တပွင့်ချင်းစီခူးသွားရဲပဲထားအောင် လူ၁၀ယောက်လာသွားပြီဆိုရင်ဒီပန်း၁၀ပုံလုံးမရှိတော့ဘူး၁၁ယောက်မြောက်လူကဒီပန်းတွေကိုကြည့်ကွန်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးလူပန်း၁၀ပုံရှိရဆိုရင်တောင်မှ လူ၁၀ယောက်လာလား၁၁ယောက်လာလားအယောက်၁၀၀လာလား၂၀၀လာလားပေါ့နော် အားလုံးကဒီပန်းကိုကြည့်ကွန်းရှိတယ်ပေါ့နော် ပြီးတော့သူတို့ရဲ့အော်ဆိုယူပြောရမှာလားဒီပန်းနေရှိတဲ့နေရာဆိုရင်ဆိုင်းဘုတ်လေးတွေချိန်ထားတတ်ကြရပေါ့နော် မျက်လုံးလေးနဲ့ပဲကြည်သွားပါမျက်လုံးနဲ့ပဲကြည်ပါဆိုတဲ့စကားပေါ့နော်မျက်လုံးနဲ့ပဲကြည်မှသာလင်ခူးမသွားမှသာလင်အခြားလူတွေလည်းဒီကွင်းရှိမယ်ဆိုတဲ့သဘောပေါ့နော်ပြီးတော့ဒီလိုမျိုးအပင်ဆိုင်ရာတီရောက်ပြီးဆိုရင်သူတို့ကဒီစီပင်ဝန်တန်းပုံစံမျိုးပေါ့နော်ကိုရွယ်ကောင်းနေမဟုတ်ဘဲနဲ့တောင်မှဒီတက်ကြီးရွယ်ဟိုအလုတ်လွယ်လွယ်အလုံးမရဘဲလူမျိုးတွေတို့တောင်မှ ဒီအပင်ဆိုင်ဖို့အတွက်ဆိုပြီးတော့လို့အသက်ကြီးတဲ့လူတွေပါခေါ်ပြီးခိုင်းပေးတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အသက်ကြီးလာရင်တော့မှအလုံနေရအလုံနေရရိုင်းမခက်ခဲဘူးပေါ့နော်အစိုးရကနေပြောအလုံနေရကတော့သူတို့နိုင်ငံသားတွေကိုသူတို့ဦးစားပေးထားတဲ့ဥပမာနိုင်ငံသားတယောက်ကိုအလုံခန့်တော့မယ်ဆိုရင်တော့မှအစိုးရကနေပြီးတော့မဖြစ်မနေနိုင်ငံသားမခန့်ခင်မှာ ဒီအစိုးရနိုင်ငံသားကိုရဲ့နိုင်ငံသားနိုင်ငံသားပေါ့နော်ကိုရီးယားနိုင်ငံသားကိုအလုတ်ခေါ်စာအလုတ်ခေါ်ကြော်ညာတင်ရမယ်ပေါ့14ရက်တော့လောက်အောင်9ရက်တော့လောက်အောင်အရင်ကတော့14ရက်ကြော်ညာတင်ရတယ်အဲ့ဒါမှကိုရီးယားသားလာလောက်တယ်ဆိုရင်နိုင်ငံသားကိုခေါ်ခွင့်မပြုဘူးအဲ့လိုမျိုးဒီသတ်မှတ်ထားတဲ့ရက်ကြော်သွားပြီကိုရီးယားသားကြီးလည်းလောက်လာမရှောက်ဘူးဆိုမှသာလင်းဒါနိုင်ငံသားကိုခေါ်ခွင့်ရှိရပါတော့သူတို့ဥပဒေဟာ ဒါမျိုးတွေကတော့ကျွန်တော်တို့နိုင်ငံအနေနဲ့ရောကျွန်တော်တို့အနေနဲ့ရောတကယ်အတူတူစရာကောင်းတဲ့အချက်တွေပေါ့နော်